်ချိန်ဆိုတာဘလို့မှပြန်ပြီးတော့ရှာလို့မရတော့တဲ့အရာဒီနေ့လုံလို့ပြီးမဲ့အရာကိုဒီနေ့ပြီးအောင်လုပ်ပါပေါ့။နေ့ဖြစ်ပေတော့မှမရွှေပါနဲ့ပေါ့။ Nice and once မှာမှ Nice တကယ် Nice ဆိုတော့မှပဲတုံသင်ပြီးတော့ once ဆိုတာကိုတော့အမြဲတမ်း double thinking လုပ်သင်တယ်ပေါ့နော်။ Investment opportunity ပေါ်လာတဲ့အခါမှာကိုယ်မှလုံလောက်တဲ့ငွေမရှိတော့တဲ့အခါမျိုးအားလုံးပဲမင်္ဂလာပါရှင်။ financial vigilance post ကနေပြန်လဲကြိုးဆိုပါရစေ။အဲဒီတစ်ပတ်မှာတော့ဝေမျှမယ်လို့စဉ်းစားထားတဲ့ကောင်းတင်လေးကပေါ့နော်။အဲစုလို့တွေလူကြီးလူငယ်မင်းတွေပေါ့နော်။ဘဝမှာမဖြုံးတဲ့နဲ့အရာသုံးဘူးပေါ့နော်။လုံးဝမဖြုံးတဲ့နဲ့အရာသုံးဘူးပေါ့နော်။အဲ့ဒီဟာကတော့နံပါတ်၁ကတော့ဘာဖြစ်မလဲဆိုတော့အဲ့မိကုန်မေးလိုက် လူတိုင်းသိနေတဲ့အရာက အချိန်ကိုမဖြုံးနဲ့ငွေကိုမဖြုံးနဲ့ပေါ့နောက်တစ်ခုကတော့စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးပေါ့နော်အဲဒါစုဖတ်မိတဲ့စာအုပ်ထဲကနေပြီးတော့ပြန်လဲကောင်းထုတ်တင်ပြခြင်းဖြစ်ပါတယ်အဲခုနကပြောသလိုပဲအချိန်ကိုမဖြုံးနဲ့ပေါ့အချိန်ဆိုတာဘလို့မှပြန်ပြီးတော့ရှာလို့မရတော့တဲ့ညာဘသူစီရမှလည်းပြန်တောင်းဆိုလို့မရတဲ့ညာအာဘလို့မှလည်းဝိန်လို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အချိန်ဟာအရန်တမှုရှိတယ် ဒါကြောင့်မလို့အချိန်ကိုမဖြုံးနဲ့ပေါ့နော်အချိန်ကိုမဖြုံးနဲ့ဆိုတဲ့နေရာမှာအာတဘောကတော့ဒီနေ့လုံးလို့ပြီးမဲ့အရာကိုဒီနေ့ပြီးအောင်လုပ်ပါပေါ့။နောက်ဖြစ်ပေတော့မှမရွှေ့ပါနဲ့ပေါ့နော်။အဲဟိုဥပမာတချို့တွေက၄ချိန်ခန့်လုပ်မယ်။အစားလျှော့စားမယ်။ဒိုင်ယက်လုပ်မယ်ပေါ့။အာဘယ်တော့မှလုပ်မယ်ပေါ့။ဘယ်နေ့ကြမှာလုပ်မယ်ပေါ့။အဲ့လိုမျိုးဆိုတာထက်ဒီနေ့ကနေစပြီးတော့နည်းနည်းလေးပဲဖြစ်ဖြစ်တိတ်တိတ်လေးပဲဖြစ်ဖြစ်စပြီးတော့စတင်ပြီးတော့ လုတ်လိုက်တင်နေပေါ့နော်စာဖို့ပဲအရေးကြီးတာပေါ့နော်အဲ့ဒါဆိုတော့အချိန်ကိုလုံးဝမရွှေ့ပါနဲ့ရှိနေတဲ့အချိန်ကိုမဖြုံးပါနဲ့ပေါ့နော်အချိန်ကိုဖြုံးလိုက်ခြင်းအပြင်ကိုယ့်ရဲ့အာ personal growth တွေ career growth တွေ financial growth တွေအကုန်လုံးဆုံးရှုံးနိုင်နေပေါ့နောက်တစ်ခုကတော့ပြောလို့ရှိရငွေကိုမဖြုံးပါနဲ့ပေါ့ဟုတ်တယ်ငွေကိုလည်းမလိုအပ်ရင်လုံးဝမဖြုံးပါနဲ့ needs and wants ကိုလည်းအမြဲစဉ်းစားနေပါ အဲနီးဆန် once မှာမှနီးတကယ်နီးဆိုတော့မှပဲတုံသင်ပြီးတော့ once ဆိုတာကိုတော့အများရန် double thinking လုပ်တင်နေပေါ့နော်အဲ့ဒါတော့ရှိမှလည်းပြောခဲ့တယ်ငွေကိုဖြုံးလိုက်ခြင်းအပြင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဆုံးရှုံးသွားရင်ဒါမကဘူးပေါ့နော်ကိုယ့်ရဲ့ financial growth တွေကိုယ့်ရဲ့ career growth တွေကိုလည်းအများကြီးထိခိုက်နိုင်တယ်။ဥပမာဆိုရင်မလိုအပ်တဲ့နေရာမှာငွေကိုသွားသုံးလိုက်တဲ့အခါမှာ အဲ investment opportunity ပေါ်လာတဲ့အခါမှာကိုယ်မှလုံလောက်တဲ့ငွေမရှိတော့တဲ့အခါမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ career ကို level up လုပ်နိုင်တဲ့အဲတင်တန်းတစ်ခုခုတက်ဖို့လုံလောက်တဲ့ငွေကြီးမရှိတော့တာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ career growth ကိုဖြစ်ပေါ်စေနိုင်တဲ့ opportunity တစ်ခုခုကိုရယူဖို့အတွက်အဲတုံးဆွဲစရာငွေကြီးမရှိတော့တာမျိုးတွေဟာလေအဲ ဖြစ်ပေါ်စေနိုင်တယ်ပေါ့ဒါကြောင့်မလို့ငွေကိုတုံးလိုက်ခြင်းအားဖြင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပဲရောနေစေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ future ဖြစ်တဲ့ personal growth တွေ career growth တွေ business opportunity growth တွေအရာတွေအားလုံးကိုလည်းဆုံးရှုံးစေနိုင်မှာနောက်ဆုံးတစ်ချက်ကတော့ဘယ်သူမှမသိပြီးတော့မထင်ထားတဲ့အချက်ပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုရင်စကားကိုတဲ့မဖြုံးပါနဲ့တဲ့ပထမတော့ကိုယ်လည်းနည်းနည်း confuse ဖြစ်သွားတယ် နောက်ကြမှသူကဖောက်ပြောချင်တာလေဆိုရင်စကားခါတဲ့လိုအပ်တာထဲပို့ပြောတယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ dignity ကိုတဲ့ထိခိုက်စေနိုင်တယ်ပေါ့စကားခါများများပြောလို့ရှိရင်အမှားပါတယ်ပေါ့အမှားပါတာဖြစ်တဲ့အတွက်ကြောင့်လို့စကားကိုမလိုအဲ့ရင်မပြောနဲ့သူများပြောတာကိုပဲများများနားထောင်ပါပေါ့ good listener ဖြစ်အောင်ပဲစူးစမ်းပါပေါ့နှုတ်ကထွက်သွားတဲ့စကားတစ်ခုကပြန်ပြီးတော့ဟိုဘယ်လိုပြောမလဲ withdraw လုပ်လို့ မရဘူးပေါ့နော်ခက်ခဲတယ်ပေါ့ withdraw လုပ်ဖို့အတွက်ဒါကြောင့်မလို့စကားကိုလည်းမလိုအပ်ရင်မပြောပါနဲ့ဟိုပညာရှိဟိုလေးလို့ပေါ့နော်စကားပုံလားမသိဘူးရှိရလေမတီးရင်မမီနဲ့ဆိုတဲ့လိုမျိုးပေါ့နော်မမေးရင်အဲမပြေနေပေါ့တခါတလေကြာရင်ကိုရီလည်းရှိတယ်လူတယောက်ကလာပြောလို့ရှိရင်ကိုတိတာတွေအကုန်လုံးအရန်ပြောပြချင်တယ်အမှန်တိုင်းပြောရင် तू ပြောတာအောင်နားဆောင်ဖို့အတွက်ကိုတိတာတွေကိုအရန်ပြောချင်တယ်ပေါ့နော် အဲ့ဒါဆိုတော့အဲ့ဒါတော့စကားဆိုတာကမလိုအပ်ရင်ညများမပြောနဲ့အကြံဉာဏ်တောင်းခြင်းမရှိရင်လည်းမပေးနဲ့ပေါ့နော်ဒါမှကိုယ့်ရဲ့ value ကလည်းတက်လာတယ်စကားကိုမလိုအပ်ပဲညများပြောတဲ့အခါမှာ dignity ကိုယ့်ရဲ့ကုကျင်းသိက္ခာတွေတစ်ခါတလေဆုံးရှုံးနိုင်တယ်ပေါ့ခါလေကြရတဲ့ချို့ရန်စကားများလို့တဲ့အတွက်အဲ့လိုပတ်ပြေးရတာမျိုးတွေလည်းရှိတယ်လေနော်အဲ့လိုမျိုးတွေဆိုတော့အဲ့တော့ဒီ video လေးကပြောချင်တာက ကျမတို့ရဲ့ဒီစုလို့ရဲ့ဒီ live မှာပေါ့နော်မဖြုံတဲ့အရာသုံးခုအဲ့ဒါကဘာလဲဆိုရင် အချိန်ရယ်ငွေကြေးရယ်စကားရယ်ပေါ့နော်အဲဒီသုံးခုကိုပြန်လဲဝင်ညတဲ့အတွက်တစုံတရာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်